worldwide လာမွေးကျင်သူများအတွက်အသေးစိတ်ကြည့်လိုက်ရအောင်မင်္ဂလာပါဒီနေ့တော့ခွေးမျိုးစဉ်တွေထဲမှာတစ္ဆာဆောင်တည်မှုခွန်အားနဲ့ယုံကြည်စိတ်ချရမှုတို့အတွက်နာမည်ကျော်ကြားတဲ့ worldwide လာအကြောင်းကိုပြောပြပေးပါမယ် worldwide လာဟာခွေးချစ်သူတွေကြားမှာရေပန်းစားတဲ့မျိုးစဉ်တစ်ခုဖြစ်ပြီးသူတို့ရဲ့ထူးခြားတဲ့စရိုက်နဲ့အလုံးလုံးနိုင်စွမ်းက အိမ်ဆောင်ခွေးမှသည်မိသားစုအဖို့ခွေးသည့်နေရာဆုံးမှထင်ရှားစေပါれဒီမျိုးစဉ်ရဲ့တမိုင်းကြောင်းကစားလို့ပြုစုပြိုးထောင်နေ၍သည့်အကုံလုံးကိုအဆုံးထိတသမတ်သည်ရှင်းပြပေးပါမယ်အစင်သည်ဖြစ်ပြီဆိုရင်စားလိုက်ကြရအောင်ဝေါ်ဝိုင်လာရဲ့တမိုင်းကြောင်းဝေါ်ဝိုင်လာမျိုးစဉ်ဟာယောမခိကတဲ့ကစတင်ခဲ့တဲ့ရှေးအကြဆုံးခွေးမျိုးစဉ်တွေတဲကတခုပါ သူတို့ရဲ့ဘိုးဘေးတွေဟာယောမစစ်တပ်နဲ့အတူ ဥရောပတခွင်ခီးလက်လည်ရင်စစ်တပ်ရဲ့နွားအုပ်တွေကိုစောင့်ကြက်ရမှာအသုံးပြုခဲ့ကြပါတယ်။ဂျာမနီရဲ့ဝေါ်ဝိုင်လာမြို့မှာဒီခွေးတွေအဓိကထင်ရှားလာခဲ့ပြီးအဲ့ဒီမြို့ရဲ့နာမည်ကိုပဲယူထားတာပါ။အဲ့ဒီခေတ်မှာဝေါ်ဝိုင်လာတွေဟာနွားအုပ်စောင့်ယုံတင်မကပဲလယ်သမားတွေရဲ့ပိုင်ဆိုင်မှုတွေကိုကာကွယ်ပေးတဲ့စောင့်ရှောက်သူတွေဖြစ်လေအသုံးပြုခံခဲ့ရပါတယ်။ဆက်ကိုရာစုမှာတော့ဆက်မှုတော်လှန်ရေးနဲ့အတူသူတို့ရဲ့အလုတ်ကင်တချို့ညှော်နေသွားပေမဲ့ ရဲခွေးစစ်ခွေးနဲ့အိမ်ဆောင်ခွေးဖြစ် အခန်းကန်တစ်တွေပြန်လည်ရရှိခဲ့ပါတယ်ဒီနေ့ခေတ်မှာလဲဝဝိုင်လာဟာကဘာတဝမ်းမှာအကျော်ကြားဆုံးခွေးမျိုးစင်တွေတဲကတစ်ခုအဖြစ်ရည်တည်နေစေပါရုပ်ပိုင်းဆိုင်ရာဝိသေသလက္ခဏာများဝဝိုင်လာဟာရုပ်ရည်ပိုင်ဆိုင်မှုမှာတကယ်ကိုထူးခြားပါတယ်သူတို့ဟာတမ္မာပြီးကြွတားထူလဲတဲ့ခန္ဓာကိုယ်ပိုင်ဆိုင်ထားပြီးအလေလက်ကနေ အကြီးစားအထိအရွယ်စားရှိပါတယ်အထီးတွေရဲ့အလေးချိန်ဟာ ပေါင်95ကနေ135အထိရှိပြီးအမတွေကတော့ပေါင်80ကနေ100လောက်ထိရှိတတ်ပါတယ်သူတို့ရဲ့အငွေဟာတူတူနဲ့ချုံမှုပြီးအနက်ရောင်နဲ့အညိုရောင်ပေါင်းဆက်ထားတဲ့အရောင်ကသူတို့ရဲ့ထူးခြားတဲ့အမှတ်အသားပါဒါအပြင် Wolfweiler ရဲ့ခေါင်းဟာကျယ်ပြီးမျက်နှာထဲမှာယုံကြည်မှုနဲ့တရားရှိမှုပြည့်နေတဲ့အမူအရာကိုတွေ့ရပါတယ်။ သူတို့ရဲ့လှုပ်ရှားမှုဟာကြီးငြိမ်ပြီးအာမန့်ပြေဝတာကြောင့်အိမ်ဆောင်ခွေးဖြစ်အလွန်တင့်တော်ပါတယ်ဒီလိုရုပ်ပိုင်းဆိုင်ရာတမောင်မှုကသူတို့ရဲ့ဇယိုင်းနဲ့ပြည်စုံစွာလိုက်ဖက်ညီပါတယ်ဆိုင်ရိုက်နဲ့အပြုတ်မှုဝေါ်ဝိုင်လာရဲ့ဇယိုင်းဟာသူတို့ရဲ့အကြောကြားဆုံးအချက်တွေကတစ်ခုပါ သူတို့ဟာတစ္ဆာရှိတတ္တိရှိပြီးပိုင်ရှင်အပေါ် အလွန်အမင်းထိမ့်သိမ့်ကောက်ွယ်တတ်ပါတယ်ဒါပေမဲ့သူတို့ရဲ့ဆေးရိုက်ဟာတင်ယူမှုနဲ့လေ့ကျင့်မှုပုံမူတည်ပြီးပုံဖော်လို့ရပါတယ်ကောင်းကောင်းလူမှုဆက်ဆံရေးတင်ကြားပေးထားတဲ့ worldwide လာတကောင်ဟာမိသားစုနဲ့ပေါ်ယူပြီးကလေးတွေနဲ့လည်းတီးခတ်နိုင်စွမ်းရှိပါတယ်ဒါပေမဲ့သူတို့ရဲ့တဘာဝအရာတန်တရားစိတ်နဲ့တတိထားတတ်တဲ့ဆေးရိုက်ကြောင့်သစိမ့်တွေနဲ့စတွေ့တဲ့အခါအနှိမ့်ငယ်အကွာဝေးကနေ တတိထားတပါတဲ့ဒါကသူတို့ကိုအိမ်ဆောင်ခွေးဖြစ်ထူးခြားစေတဲ့အချက်ပါ World Wide လာတွေဟာအလုပ်လုပ်ရတာကို နှစ်သက်ပြီးစိတ်ပိုင်းဆိုင်ရာလှုပ်ဆောင်မှုတွေလိုအပ်ပါတယ်။ဒါကြောင့်လေ့ကျင့်ရေးနဲ့အာရုံစူးစိုက်မှုပေးဖို့လိုအပ်ပါတယ်မဟုတ်ရင်စိတ်ပြက်လက်ပြက်ဖြစ်ပြီးမလိုလားအပ်တဲ့အပြုအမူတွေပြသတတ်ပါတယ်။ပြုစုပြောင်းထောင်နေများ ဝေါ်ဝိုင်လာကိုပြုစုပြိုးထောင်ဖို့ဆိုတာတာဝန်ယူမှုနဲ့အချိန်ပေးရမယ့်ကိစ္စတစ်ခုပါပထမဆုံးသူတို့ကိုငယ်စဉ်ကတည်းကလူမှုဆက်ဆံရေးတင် जा ပေးဖို့လိုအပ်ပါတယ်လူသူစိမ်းတွေတခြားအကောင့်တွေနဲ့ထိတွေ့မှုပေးပြီးသူတို့ရဲ့တန်တရားစိတ်ကိုထိန်းချုပ်ပြီးပြည့်စုံတဲ့ခွေးတကောင်ဖြစ်အောင်လေ့ကျင့်ပေးနိုင်ဖို့လိုပါတယ်ဒုတိယအနေနဲ့သူတို့ဟာတက်ကြွတဲ့မျိုးစဉ်ဖြစ်တဲ့အတွက်နေ့စဉ်လမ်းလျှောက်တာပြေးလောကစားတာမျိုးလုပ်ပေးဖို့လိုအပ်ပါတယ်အဟာရပိုင်းမှာလည်းအရေးသွေးကောင်းတဲ့ခွေးစာကိုပုံမှန်ကျွေးမွ ဒီဘီကိုလေးချိန်ကို ထိန်းညှိပေးဖို့လိုပါတယ်။နောက်ဆုံးအနေနဲ့ကျန်းမာရေးစစ်ဆေးမှုတွေကိုပုံမှန်လုပ်ပြီးတန်ရှင်းရင်းနဲ့ကာကွယ်ဆေးထိုးတာမျိုးကိုမမေ့ဖို့လိုအပ်ပါတယ်။ဒီလိုမျိုးဂရုတစိုက်ပြုစုပေးမယ်ဆိုရင်ဝေါ်ဝိုင်လာဟာတင်ပေါ်ရတဲ့မှာတစ္ဆာရှိတဲ့အဖို့ကောင်းကောင်းဖြစ်လာမှာတေးချပါပါတယ်။ဝေါ်ဝိုင်လာဟာတမိုင်းကြောင်းရှိလျပြီးထူးခြားတဲ့ဆေးရိုက်နဲ့ရုပ်ပိုင်းဆိုင်ရာရည်သွေးတွေပိုင်ဆိုင်ထားတဲ့ခွေးမျိုးစဉ်တစ်ခုပါသူတို့ရဲ့တစ္ဆာဆောင်တိမှု ခွန်အားနဲ့အလုံးလုံးနိုင်စွမ်းတွေက သူတို့ကိုအိမ်ဆောင်ခွေရောမိသားစုဖော်ဖြစ်ပါ ထူးခြားစေပါတယ်။ဒါပေမဲ့သူတို့ကို ပြုစုပြောင်းထောင်ဖို့ဆိုတာတာဝန်ယူမှုအချိန်ပေးမှုနဲ့စိတ်ရှည်မှုလိုအပ်ပါတယ်။ဒီလိုဂရုတစိုက်ပြုစုပေးမယ်ဆိုရင်ဝေါ်ဝိုင်လာဟာတင့်ဘဝထဲမှာမမေ့နိုင်တဲ့အမတ်တရားတွေဖန်တီးပေးမဲ့အဖို့ကောင်းကောင်ဖြစ်လာမှာပါ။